ြန်မာຫນွေဦးခရိုနီကယ်မေ14မြင်ကွင်း2025-2026ရွေးကောက်ပွဲနဲ့မဟာဗျူဟာစစ်ကောင်စီကကျင်းပမည်ဟုထုတ်ဖော်ပြောဆိုထားသည့်လာမည့်ရွေးကောက်ပွဲနဲ့ပတ်သက်၍ NUCC အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီကပြီးခဲ့သည့်ရက်ပိုင်းကကြေညာချက်တစောင်းထုတ်ပြန်ခဲ့ပါသည် ကြီးညာချက်ရဲ့အဓိကရည်ရွယ်ချက်မှာမှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီများကိုရည်ရွယ်တိုက်တွန်းခြင်းဖြစ်ပြီးစစ်ကောင်စီကလာမည့်နှစ်ကုန်နဲ့နောက်နှစ်ဆန်းတွင်ကျင်းပမည်ဆိုသည့်အတူရောင်ရွေးကောက်ပွဲကိုပါတီများအနေဖြင့်တပိတ်မှောက်ကြရန် NUG နဲ့ NUCC တို့ဥတွဲအကြံပြုချက်ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ အာနာသိန်းစစ်တပ်အနေဖြင့်ရွေးကောက်ပွဲကျင်းပခွင့်တရားဝင်မှုမရှိကြောင်းနဲ့စစ်ရာဇဝတ်မှုအများပြားကျူးလွန်ထားသည့်စစ်တပ်ကကျင်းပသည့်ရွေးကောက်ပွဲတွင်ပါဝင်ခြင်းအပြင်နိုင်ငံရေးပါတီများပါ၊ကြံရပါအလို့တူအလို့ပါဖြစ်နိုင်ကြောင်းရေးသားထားသည်ကိုတွေ့ရပါသည်။ထို့ပြင်2020ရွေးကောက်ပွဲရလဒ်သည်လည်းပြည့်ပြည့်ချင်းမရှိသေးဟုကြေညာချက်တွင်ဆိုထားသည်ကိုတွေ့ရပါသည်။ ဆိုလိုချင်ဒီမှာ2020ရွေးကောက်ပွဲအနေအရပြည်သူကိုယ်စားလှယ်များသည့်ပြည်သူလူထုနှင့်အတူရပ်တည်ပြီးမြို့တော်လှန်ရေးကိုယခုချိန်ထိဆက်လက်ဆင်နွှဲနေစေဖြစ်ခြင်းကိုညွှန်းဆိုပုံရပါသည် စစ်ကောင်စီကျင်းပမည်ဆိုသည့်ရွေးကောက်ပွဲဟာ2010ခုနှစ်တွင်နာဖစစ်ဆိုးရကျင်းပခဲ့သည့်ရွေးကောက်ပွဲနှင့်မိတိအချက်တွေခြားနားတလဲဟုမေးစရာနှိုင်းရှင်စရာလည်းရှိကောင်းရှိပါလိမ့်မယ်2008ခုနှစ်တွင်အတီးပြုတ်ခဲ့သည့်အခြေခံဥပဒေပေါ်မူတည်ကာကျင်းပသည့်2010ရွေးကောက်ပွဲသည်လည်းထိုစဉ်အချိန်အခါကလူကြိုက်များခဲ့သည်တော့မဟုတ်ပါ2010ရွေးကောက်ပွဲတုန်းကလည်းအကြီးဆုံးတိုက်ခိုက်ပါတီ NLD ဝင်ရောက်ရှင်ပြိုင်ချင်းမရှိခဲ့ပါ ရွေးကောက်ပွဲကျင်းပသည့်ကာလတွင် NLD ကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကြေချုပ်မလွတ်သေးသလိုမဟုတ်ကော်မတီအနေဖြင့်လည်းစုံကြီးအစည်းအဝေးထိုင်နိုင်သည့်အနေထားမဟုတ်ခဲ့ပါ2010ရွေးကောက်ပွဲဝင်ရာဆန္ဒရှိကြသည့်ရခိုင် NLD ပါတီထဲကမဟုတ်အမှုဆောင်ကော်မတီဝင်ဟောင်းတချို့ကအမျိုးသားဒီမိုကရေစီအင်အားစု NDF ဟုတီးခြားပါတီထောင်ကရွေးကောက်ပွဲဝင်ခဲ့ကြပါသည်ထို့ပြင် 1990ခုနှစ်ရွေးကောက်ပွဲကာလကဖွဲ့စည်းခဲ့ကြတဲ့တိုင်းသားပါတီများမဟုတ်ဘဲ2010တွင်အသစ်ပေါ်ထွက်လာတဲ့တိုင်းသားပါတီအချို့လည်းဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်။ဥပမာအားဖြင့်ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ၊ကြားဖြူပါတီဟုအရက်ခေါ်ခေါ်ကြသည့်ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဝန်ဒီတလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ကရင်ပြည်နယ်တွင်လည်းကရင်ပြည်သူပါတီအစရှိသူတို့ဖြစ်ပါတယ် 2010ရွေးကောက်ပွဲတွင်ကြမ်းခိုင်ပါတီမှအစိုးရဖွဲ့နိုင်ရဲ့အတွက်အနိုင်ရအောင်နှီးမျိုးစုံသုံးကလှုပ်ဆောင်ခဲ့ကြပါတယ်။အမှန်တကယ်ထက်ခက်ချင်းမရှိသည့်ကြိုတင်မဲ့အရေးအတွက်အများပြားဖြင့်အနိုင်ရအောင်လုပ်ခဲ့ကြတဲ့အထောက်ထားတည်တည်များစွာ ရှိခဲ့ပါတယ်။အဓိကတိုက်ခန့် NLD ရွေးကောက်ပွဲမဝင်ခြင်းကကြမ်းခိုင်ရဲ့အတွက်ခွန်လန်းလေဖြစ်စေခဲ့ပါတယ်။ယုံကြည်ကိုးစားခံရတဲ့ရွေးကောက်ပွဲတည့်ရမဟုတ်ခဲ့ပဲ 2010ရွေးကောက်ပွဲအလွန်အခြေအနေတွေပေါ်ထွက်လာပြီးနောက်တွင်2010ရွေးကောက်ပွဲကို ပြန်လည်အကဲဖြတ်ကြရရင် credit တချို့ရခဲ့သည်ဟုဆိုလင်မှားမင်မထင်ပါ ခရစ်တက်အချို့ခုဆိုရာမှာ2010ရွေးကောက်ပွဲပြီးနောက်2012ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးဒေါအောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီကိုရွေးကောက်ပွဲနိုင်ငံရေးလမ်းကြောင်းပေါ်ရောက်ရှိလာစေခြင်းစံခိုင်ပါတီအာဏာရပြီးနောက်နိုင်ငံရေးနည်းဖြင့်အပြေရှာခြင်းကိုရှေ့တန်းတင်မှုအပေါ်နိုင်ငံတကာနှင့်နိုင်ငံရေးအင်အားစုများအတွင်မျှော်လင့်ချက်များပေါ်ပေါက်လာခြင်းကိုဆိုလိုပါသည် အဆိုပါမျှော်လင့်ချက်ရှင်ဟုံဖြင့်2015တွင်ဒေါအောင်ဆန်းစုကြည်နှင့် NLD ပါတီအများစုမင်းအနံ့ရပြီး NLD အစိုးရ NLD လွှတ်တော်ကိုထူထောင်နိုင်ခဲ့ပါသည်။ COVID လိုင်းတွင်လည်း NLD အစိုးရကပြည်သူနှင့်အတူ ရုန်းကန်လှုပ်ရှားခဲ့သည့် ရုပ်ပုံကောင်းများနှင့်အတူ2020ရွေးကောက်ပွဲကိုဆက်လက်နိုင်ရရှိခဲ့ပါသည်။သို့တော်လည်းယခုအများသိကြသည့်အတိုင်းစစ်တပ်ကရွေးကောက်ခံအစိုးရနှင့်လွှတ်တော်ရလဒ်ကိုစန့်ခြင်းဖက်ပြုပြီးအာဏာသိမ်းခြင်းဖြင့် တမိုင်းတစ်စစ်ချိုးခဲ့ပြီးပြီဖြစ်ပါတယ်။ယခု2025-2026ရွေးကောက်ပွဲက2010နှစ်လုံးဝခြားနားသည့်နောက်ခံအခြေအနေမျိုးဖြစ်ပါတယ်။2020ရွေးကောက်ပွဲရလကုန်ငင်းဆန်သည့်စစ်တပ်ကအာဏာသိမ်းပြီးပြည်တွင်းစစ်မီးဟုံဟုံတောက်နေသည့်အခြေအနေကြားတွင် ကျင်းပသည့်ရွေးကောက်ပွဲဖြစ်ပါတယ်။နိုင်ငံရေးအင်အားစုအများစုနဲ့လူထုကလည်းရွေးကောက်ပွဲလမ်းကြောင်းကို စိတ်မဝင်စားသည့်အခြေအနေဖြစ်ပါတယ်။ အာနာသိန်းစစ်ကောင်စီကစစ်အာနာသိန်းစင်ကလေးက2020ရွေးကောက်ပွဲကာလက မှားယွင်းမှုအများပြားရှိသည်ဆိုသည့်မေးစရင်စစ်ဆေးသည့်ကိစ္စများဆောင်ရွက်ပြီးလေရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဆိုတော့လေအမှန်တကယ်ကျတော့တကောင်စင်းကောက်ခံခြင်းတိုင်းပြည်အခြေအနေပုံမှန်ပြန်မရောက်သေးသည်ဟုဆိုက လေးနှစ်တိုင်အချိန်ဆွဲပြီးစစ်တိုက်နေခြင်းဖြစ်ပါတယ်တိုင်းပြည်အခြေအနေကပြည်တွင်းစစ်မီးတောက်ထဲကြာရောက်ကတရားဥပဒေမစိုးမိုးတော့သည့်အချိန်တွေမှာစစ်တကအာကိုအားထားပြုရသည့်နိုင်ငံကြီးတချို့ရဲ့ဖိအားကြောင့်သာကျင်းပရခြင်းဖြစ်ပါတယ် ရွေးကောက်ပွဲကျင်းပပေးမည့်အခြေအနေကိုဖော်ဆောင်ခြင်းကိုထားပါအောင်လက်ရှိနိုင်ငံတော်အဆင့်ငလှင်ကပ်ပေးကြီးကိုပင် ဖြည့်ရှင်ကုသပေးခြင်းမရှိဘဲမြမပြည်သူလူထုအနှံ့အပြားပေါ်ကိုဘုံမိုးရွာနေဆဲဖြစ်ရာစစ်ကောင်စီရွေးကောက်ပွဲစုဒီမှာ အမိခံတက်တက်မိကံမတက်လုတ်ပွဲတစ်ခုသာရည်မှန်းချက်ဟုဆိုနိုင်ပါတယ်။ NUG NUCC တို့အနေဖြင့် ERO မဟာမိတ်များအခြားလက်နက်ကင်တိုင်းသားအဖွဲ့အစည်းများကစစ်အုပ်စုအဆက်ဆက်နဲ့ရင်ဆိုင်တွန်းလှန်နေခဲ့ရသည့်သမိုင်းနောက်ခံများတွင်ရွေးကောက်ပွဲများနိုင်ငံရေးပါတီများအပေါ်မိတို့ရက်တီခဲ့ကြ တုံ့ပြန်ခဲ့ကြတလဲဆိုတာကိုဆွေးနွေးဖလဲခဲ့ကြသလားဆိုတဲ့မေးခွန်းကိုထုတ်လိုပါတယ်။လက်နက်ကင်တွန်းလှန်ရေးဆင်နွှဲနေကြတဲ့တိုင်းသားလက်နက်ကင်အဖွဲ့အစည်းတီးတီးကိုမြန်မာစစ်အုပ်စုကရွေးကောက်နီးဖြင့်ဖြေရှာရန်ပါတီမှတ်ပုံတင်ကြရန်သို့မဟုတ်နောက်တနည်းအပြစ်ရက်ပြီးနောက်တွဲဆုံဆွေးနွေးမှုများပြုကြရန် သို့မဟုတ်၎င်းတို့နှင့်အတူလုံခြုံရေးလုပ်ငန်းများနေဆက်စောင့်ရှောက်ရေးအလုံးများစီးပွားရေးသဘောတူညီချက်များရယူရန်ချင်းကပ်ကန့်လှမ်းခဲ့ကြသည့်များကိုတွေ့ရှိနိုင်ပါသည်ကျစစ်စစ်တွင်လက်နက်ကင်တော်လှန်ရေးအဖွဲ့အများစုကစေုပ်စု၏ရွေးကောက်ပွဲမျိုးစုံကိုအတိမတ်ပြုခြင်းထက် မကူမမှတ်ချက်ပေးခြင်းမပြုခဲ့ကြဟုဆိုနိုင်ပါတယ်။နိုင်ငံရေးပါတီများကိုလည်းအစုအဖွဲ့တစ်ခုထက်ပို၍ထက်သွင်းစဉ်းစားခြင်းမရှိကြဟုတွေ့ရပါတယ်။ ဖြစ်အစ်စစ်တွင် NLD ပါတီကိုလက်နက်ကင်တိုင်းသားများက လူထုထောက်ခံမှုရတဲ့အတိုက်ခံအဖွဲ့စည်းတရက်ဖြစ်လက်ခံဆွေးနွေးစစ်ဆန်ရေးထူထောင်ကြခြင်းသာဟုဥပမာပြလိုပါတယ်1990ရွေးကောက်ပွဲနိုင်ခဲ့သည့်ထက်စစ်အစိုးရကိုစန့်ကျင်သော အတိုက်ခံအဖွဲ့နိုင်ငံရေးအဖွဲ့အစည်းဖြစ်သောရှုမြင်လက်ခံကြခြင်းသည်ဘုံကျသောသဘောထားဖြစ်သည်ဟုဆိုလိုခြင်းဖြစ်ပါသည်ရွေးကောက်ပွဲနိုင်အစိုးရများကို ရှေ့တန်းတင်ပြီးစေုပ်စုကငင်းချိုင်းဆွေးနွေးပွဲများလုပ်ပြန်တော့လဲဒိုင်းသားလက်နက်ကိုက်အဖွဲ့များကလည်းပါတီမှတ်ပုံတင်ထားသည့်နိုင်ငံရေးအစုအဖွဲ့တရက်ဖြစ်တာစေုပ်စုနဲ့အတူလက်ခံဆက်ဆံခြင်းဖြစ်သည်ဟုဆိုနိုင်ပါတယ် ယခု2025ဖြစ်စီ2026ဖြစ်စီစစ်ကောင်စီကပြုလုပ်မိရွေးကောက်ပွဲအဆိုပါရွေးကောက်ပွဲတွင်စစ်ကောင်စီအလို့ကြလိုက်ပါကြမိနိုင်ငံရေးပါတီများအဆိုပါရွေးကောက်ပွဲအကြောင်းပြုပြီးစစ်ကောင်စီနှင့်ဆက်ဆံရေးထူထောင်ခြင်းပြည်တွင်းပြည်ပတွင်နိုင်ငံရေးလှုပ်ရှားမှုများဖြင့်နေရာယူဖို့စူးစမ်းကြခြင်းမှထူးဆန်းထွေလာမဟုတ်ပါ 2020ရွေးကောက်ပွဲကပေါ်ထွန်းခဲ့တဲ့လူထုရွေးကောက်ခံများနဲ့ပြည်သူလူထုအများစုကတိုင်းသာလက်နက်ကိုင်အဖွဲ့အစည်းများနဲ့မဟာမိတ်ပြုကစစ်ကောင်စီကိုတွန်းလှန်ဖို့နှွေးတော်လှန်ရေးကိုဆက်လက်ဆင်နွှဲနေစဉ်ဖြစ်သည့်အချက်ကပင်မရေးစီးဖြစ်နေပါတယ်။အဆိုပါရွေးကောက်ပွဲလှုပ်ရှားမှုမှာစစ်ကောင်စီနဲ့အပေါင်းအဖွဲ့များတွင် အစုအဖွဲ့ချင်းချင်းလှုပ်ရှားမှုများသာဖြစ်ပါတယ်။ UNG နဲ့ UNCC ကထောက်ပြတဲ့ကဲ့သို့တမိုင်းတွင် ဘေးမှမုတ်ကုံးမတင်သည့်စစ်ကောင်စီအတွက်ကြံရပါများအဖြစ်ထက်ပို၍ခရီးရောက်မီမဟုတ်ဟုဆိုလိုက်ခြင်းမာတော့လေရှင်